ကိုကန့်ဒေတာမှာဖေဖော်ဝါရီလ9ရက်နေ့ကစတင်ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာဒဏ်ရာရရှိခဲ့တဲ့တပ်မတော်သားတွေကိုပြည်ဦးလွင်ကဂရင်900စစ်ဆေးရုံမှာဆေးကုသပေးနေပါတယ်။တိုက်ပွဲတွေထဲမှာဖေဖော်ဝါရီလ10ရက်နေ့ကတိုက်ပွဲမှာဒဏ်ရာရရှိခဲ့တဲ့ခမရ922တပ်ရင်းမှုဒုဗိုလ်မှူးကြီးဇော်လင်းထွန်းကိုသူ့ရဲ့စစ်ပွဲအတွေ့အကြုံနဲ့ပတ်သက်လို့ DVB ကမေးမြန်းထားပါတယ်ရှင်။ပြတင်းနေမှာဖော်ပြပြီးတဲ့အချိန်မှာပဲအဲ့ဒီနေရာရောက်ပေါ့။တိုက်ပွဲဖြစ်ပေါ်တာစီတွင်အထွက်ပေါ့။ နောက်ရောက်မှာအဲကျွန်တော်ဆင်းပြီးရှင်းဖို့လုပ်တဲ့အချိန်မှာပဲရန်သူကစတဲ့ဒီကပ်ပြီးတော့စတဲ့ဖြစ်သွားတော့ပေါ့ဖြစ်သွားနေမှာအဲကျွန်တော်ပါဝင်ယာယီစစ်တီအလုံးအောင်ကြမ်းကြမ်းခံပြီးတော့ဒါဟိုပြန်လဲပြီးတော့ခုကန်နောက်ရောအမအမဆောင်ရခဲ့တာပေါ့စတိုက်တာတော့ကျွန်တော်လဲတန်ရကျွန်တော်လဲရဲဝင်လုပ်ခဲ့တာပဲ ်တပည့်တွေအလုံးသိတာပဲအဲဒါပြောပြောရမလို့ဘာနဲ့ပေါက်တော့မှမဟုတ်တော့ထိခိုက်တန်ရတာကြာဆုံးတာရှိမှာအရင်တော့လည်းဒီတမကားတဲ့ပွဲတွေကျွန်တော်တမိုင်းအစင်လာရရှစ်ရှစ်ဟိုမှာဘိုးဘွားကြီးလက်တကယ်ဟိုတိုင်းပြည်နဲ့လူမျိုးတွေပိတ်ဆက်ခဲ့ကြတော့နောက်အချိန်နေနဲ့အချိန်ကာရဒါတော့စိတ်ရတဲ့ဘိုးရရတော့တုံးလေတော့ရှိနေမှာပါ